ဒိုင်နိုဆောတွေဘယ်လိုဖြစ်သွားခဲ့သလဲမင်္ဂလာပါပိတ်တကြီးကျွန်တော်တို့ရဲ့ knowledge junction ကနေကြိုဆိုလိုက်ပါတယ်သင်ပါဝင်ခြင်းမှာဒိုင်နိုဆောရဲ့ရှိနေတော့မယ်ဆိုရင်သင်ယုံပါလားဒိုင်နိုဆောတွေကလွန်ခဲ့တဲ့နှစ်တန်မှ65တန်းကျော်လောက်ခဲကမျိုးတွန်းပြောက်ွယ်သွားကြပြီလို့ကျွန်တော်တို့အလုံးလက်ခံထားကြပါတယ်ဒိုင်နိုဆောတွေကကမ္ဘာပေါ်ကနေမျိုးတွန်းပြောက်ွယ်သွားပြီလို့ကျွန်တော်တို့ယုံကြည်နေကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ထင်ထားသလိုလုံးဝကိုမျိုးတွန်းပြောက်ွယ်သွားတာတော့မဟုတ်ပါဘူးဒိုင်နိုဆောတွေကသင်ပါဝင်ခြင်းမှာရှိနေပါသေးတယ် ကမ္ဘာပေါ်ကိုကြာရောက်ခဲ့တဲ့ကြီးမားတဲ့သဘာဝကပ်ပြီးရောက်ဒိုင်နိုဆောတွေမျိုးတုံးပြောက်ွယ်သွားပေမဲ့ဒိုင်နိုဆောမျိုးစိတ်တချို့ကတော့ကျန်ရှိနေခဲ့ပါသည်။အဲ့ဒီဒိုင်နိုဆောမျိုးစိတ်တွေကအကြောင်းမျိုးမျိုးကြောင့်မျိုးရိုးပြည်စားတွေပြောင်းလဲသွားပြီးကျွန်တော်ပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့ငှက်ကလေးတွေဖြစ်ဆက်လက်တည်ရှိနေခဲ့ပါသည်။ဒိုင်နိုဆောတွေကငှက်ကလေးတွေဖြစ်မျိုးရိုးပြည်စားပြောင်းသွားတယ်ဆိုတာတတော်ကိုအံ့ဩဖို့ကောင်းပြီးလက်ခံနိုင်မှုခက်ခဲပါသည်။ဒိုင်နိုဆောဆိုတာနဲ့ကျွန်တော်တို့ကအသားစားတတ္တဝါတွေအကောင်ကြီးကြီးတွေခွန်အားကြီးမားတဲ့တတ္တဝါတွေလို့တွေးကြပါသည်။ ဒါပေမဲ့တင်နေတဲ့အစာကျွေးနေတဲ့စာလေးတွေခိုလေးတွေရဲ့ဘိုးဘေးတွေဟာဒိုင်နိုဆောတွေပါဒိုင်နိုဆောတွေဘာကြောင့်မျိုးတုံးခဲ့ရလဲဆိုတာလေစိတ်ဝင်စားစရာချက်ပါပဲဘာလို့ဆိုဒိုင်နိုဆောတွေအမှန်တကယ်တည်ရှိခဲ့တယ်ရှင်သန်နေထိုင်ခဲ့တယ်ဆိုတာကိုယုံကျင်းတွေကသက်သေပြနေပါတယ်ဒိုင်နိုဆောတွေရဲ့ယုံကျင်းတွေကိုကြည့်လိုက်ရင်ဒိုင်နိုဆောတွေဟာအားနည်းရဲ့ပုံလည်းမပေါ်ပါဘူးကြီးမားတဲ့ခန္ဓာကိုယ်နဲ့ရှည်လျားရဲ့မိနဲ့တံမာလုံးနဲ့မေယိုးတွေဟာတုံးထဲမှာသူတို့ရှင်သန်နေထိုင်မှုလုံလောက်ပါတယ်ဒါဆိုဘာလို့မျိုးတုံးခဲ့ရလဲတဘာဝဘေးအန္တရာယ်ကြောက်လား ဒါမှမဟုတ်သူတို့တဲ့အင်အားကြီးမှတွေတတဝါတွေရတိုက်ခိုက်မှုကြောင့်လားဒါမှမဟုတ်ရင်အစာကွဲဆက်ပြက်လက်မှုကြောင့်အစာငတ်ပြီးတည်ဆုံးခဲ့ရတာလားဒီဖြေကိုသိချင်ရင်တော့လွန်ခဲ့တဲ့နှစ်တန်ပေါင်းများစွာကဥက္ကာပြန်ကတိုက်ခဲ့ပြီးလို့ပျက်စီးလူနေပါဖြစ်နေတဲ့ကဘာကျိုစီသွားကြည့်ရမှာဖြစ်ပါတယ်ကြီးမားတဲ့ဥက္ကာပြန်ဝင်တိုင်းမိခဲ့တာကြောင့်ကျွန်တော်နေထိုင်တဲ့ကဘာကျိုဟာအတော်လေးယူရင်းနေပါပြီဒီလိုဥက္ကာပြန်ငယ်ရဲ့အချိန်ကြောင့်ကဘာပေါ်ကတချို့တတဝါတွေလည်းမျိုးတုံးပြောက်ွယ်သွားခဲ့ရပါတယ် ။ဟိုကပြန်ခဲကအလွန်ကြီးမားပြီးအချင်း80ကီလိုမီတာလောက်ကိုရှိရလို့ပြောပါတယ်။ဒါဟာအတော်လေးကိုကြီးမားတဲ့ပမာဏဖြစ်ပြီးဝါရှင်တန် DC မြို့တော်ကျယ်ဝန်းရဲ့တဝက်လောက်ကိုရှိပါတယ်။ဒီဟိုကရဲ့အစောတစ်ပတ်ကမြေကြီးနဲ့ထိနေခဲ့ပြီးအခြားတစ်ပတ်က Boring 747လေယာဉ်ရဲ့ပြန်တန်းတဲ့မြင့်ပေထက်ကိုမြင်နေခဲ့ပါတယ်။ဒီလိုအောက်ကကြေကြောက်မှုဟာမက္ကဆီကိုပင်လယ်ကွေးတဝက်အရွယ်ဆောက်လောက်ကြီးမားတဲ့ခြိုင်ဝန်းကြီးကိုဖြစ်ပေါ်စေခဲ့ပါသည်။အဲ့ဒီခြိုင်ဝန်းကြီးဟာအချင်း150ကီလိုမီတာနဲ့အနက်20မီတာလောက်ထိဖြစ်ခဲ့ပါသည်။ ဒီဟုတ်ကပြန်ကေကြားရောက်မှုရဲ့အချိန်ကြောင့်ပြင်းထန်တဲ့ငလင်ကြီးဖြစ်ပေါ်ပြီးကြီးမားပြင်းထန်တဲ့ဆူနာမီလိုင်းလုံးကြီးတွေဖြစ်ပေါ်လာခဲ့ပါသည်။အဲ့လိုဥက္ကာခဲနဲ့ကမ္ဘာမြေတိုက်မိမှုကြောင့်ယနေ့ခေတ်တက်ဆန်နဲ့ဖလော်ရီဒါပြည်နယ်တရှိရာဒီနေရာတွေအထိဆူနာမီလိုင်းလုံးကြီးတွေရောက်လာခဲ့ပါသည်။ဆူနာမီလိုင်းတွေဟာပြင်းထန်ရုံနဲ့မကဘဲအတော်လဲမြင့်မာခဲ့ပါသည်။ဆူနာမီလိုင်းရဲ့မြင့်ဟာ300မီတာလောက်ကိုမြင့်တယ်လို့ဆိုကြပါသည်။ဒီမြင့်ဟာယနေ့ခေတ်မှာဆိုအီဖယ်တာဝါရဲ့မြင့်လောက်ကိုရှိနေပါပြီ။တချို့ကတော့1.5ကီလိုမီတာလောက်ထိမြင့်တယ်လို့ဆိုကြပါသည်။ 1.5ကီလိုမီတာဆိုရင် Eiffel Tower ရဲ့9ဆလောက်မြင့်နေပြီးဒီလိုလှိုင်းမျိုးနဲ့ဆိုရင်ဘယ်တတဝါမှရှင်သန်နိုင်မှုမလွယ်ပါဘူး။ဒိုင်နိုဆောလိုအင်အားကြီးတတဝါတွေအားအစရှင်သန်နိုင်မှုမလွယ်ရပါဘူး။တကယ်တော့ဆူနာမီလိုင်းဟာဒီသဘာဝကပ်ဆိုးရဲ့အစပဲရှိပါသေးတယ်။ဥက္ကာပြန်ကန်းနဲ့တိုင်းမီမှုအချိန်ကြောင့် Richter scale 12လောက်ရှိမှငလင်းတွေလှုပ်ခဲ့ပြီးအမေရိကတိုက်ကနေအာဂျင်တီးနားထိမြေပြိုမှုတွေဖြစ်ခဲ့ရလို့ဆိုပါရယ်။ဥက္ကာပြန်ကန်းတိုက်မီမှုဟာအလွန်ပဲပြင်းထန်တာကြောင့်အဖာမီကြီးနဲ့ဥက္ကာကေတိုက်မီချိန်မှာ တီချာပေါက်ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်မှာပါပဲဒီပေါက်ကွဲမှုကနျူကလ িয়ার ဘုံးထက်အစပိုင်းများစွာပြင်းထန်နိုင်ပြီးပေါက်ကွဲရဲ့နေရာရဲ့ကီလိုမီတာထောင်ပေါင်းများစွာတဝိုက်ကတစ်တော်တွေကိုလောင်ကျွမ်းပျက်စီးသွားစေခဲ့ပါတယ်ဒါတွေကအစပဲရှိပါသေးတယ်ဆူနာမီတွေငလင်းတွေပေါက်ကွဲမှုရဲ့အချိန်ကြောင့်ကမ္ဘာကြီးဟာသဘာဝဘေးရန်တွေဆက်ကဆက်ကဝင်ဆက်ဖြစ်လာခဲ့ပါတော့တယ်ဆူနာမီတွေငလင်းတွေကြောင့်ဒိုင်နိုဆောမျိုးစေ့တချို့နဲ့တခြားသတ္တဝါမျိုးစေ့တချို့ဟာတေဆုံးပြီးမျိုးတုံးပျောက်ကွယ်သွားခဲ့ရပါတယ် ကျန်ရှိနေတဲ့တချို့တတဝါတွေကလည်းပြန်ကျသွားတဲ့လှိုင်းလုံးတွေရဲ့ဆွဲခွာနောက်ကိုပါသွားခဲ့ကြပါသည်။ဩကပြန်ငယ်ပောက်ကွဲမှုကြောင့်ကြောက်ခဲပိုင်းစားတွေကိုတစားစီကောင်းငင်အောင်လှန့်စင်သွားပါသည်။ဒီလိုလှန့်စင်သွားတဲ့အချိန်က TND ပောက်ကွဲပစ္စည်းရဲ့အစပေါင်း20ထရီလီယံလောက်ကိုပြင်းထန်ပါသည်။အဲ့ဒီအချိန်ကအပူဆွမ်းရည်ဖြစ်ကိုပြောင်းလဲသွားပြီးမီးမိုးတွေဖြစ်တဲ့ကမ္ဘာမြေပေါ်ကိုပြန်ရံကြကာကမ္ဘာကိုငရဲတစ်ခုသွင်းပြောင်းလဲသွားစီခဲ့ပါသည်။ဒီလိုမီးမိုးတွေကြောင့်မလဲဘယ်ဒိုင်နိုဆောမှရှင်သန်နိုင်မှာမဟုတ်တော့ပါဘူး။ မိမှုတွေကြောင့်ကဘာမီးဟာလောင်ကျွမ်းပျက်စီးပြီးကဘာလီရူဟာမိခိုးမုံနေတဲ့နှစ်ကာလအတန်းကြာပိမ့်ပိတ်ပြီးနေအောင်မဝင်နိုင်အောင်ဖြစ်သွားခဲ့ရပါတယ်။ဆူနာမီဘေးမိမှုရွာတာငလေနဲ့ပောက်ကွဲမှုတွေကိုကျော်လာနိုင်ခဲ့ရင်တော့တစ်နှစ်လောက်နေအောင်ခြင်းမရှိအောက်ဆီဂျင်ပြတ်တောက်မှုမှာဘလောက်အင်အားကြီးမားတဲ့တတဝါဖြစ်ပါစေတောက်ခံနိုင်တော့မှာမဟုတ်ပါဘူး။ဒီလိုနဲ့ပဲအင်အားကြီးမားတဲ့ဒိုင်နိုဆောတွေမျိုးတုံးသွားရပြီးကဘာမီးဟာလည်းပြန်လည်ကျမ်းမာလာဖို့နှစ်ထောင်ပေါင်းများစွာအချိန်ယူခဲ့ရပါတယ်။ ကဘာကြီးအားနောက်တစ်ခါဒီလိုသဘာဝကပ်စိုးတွေကြုံရမယ်ဆိုရင်တော့ဒီတစ်ခါမျိုးတွန်းတော့မှဘယ်မျိုးစိတ်တွေလဲလူသားမျိုးနဲ့ရောမဖြစ်နိုင်ဘူးလားကျွန်တော်အားလုံးသိထားကြတာကလွန်ခဲ့တဲ့နှစ်တမောင်း66တန်းလုံးကကြီးမားတဲ့ဥက္ကာခဲတစ်ခုဟာကဘာမျိုးဝင်ဆောက်ပြီးနောက်ပိုင်းကဘာကြီးဟာပျက်စီးခဲ့ပါတယ်အဲ့နောက်ဒိုင်နိုဆောတွေမျိုးတွန်းသွားခဲ့တယ်ဆိုတာပါပဲဒါပေမဲ့ဒီချက်ဟာတရားရဟိုင်းတော့မမှန်သေးပါဘူးဥက္ကာခဲကြီးရောကဘာပေါ်ကတတဝါရအားလုံးဒီပါမျိုးတွန်းသွားပေမဲ့မပြတ်တော့မဲ့ကြံခဲ့တဲ့ဒိုင်နိုဆောမျိုးစိတ်တချို့ရှိနေခဲ့ပါတယ် အဲ့ဒီကျွေးညက်ခဲ့တဲ့ဒိုင်နိုဆောတွေဟာတဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီးအခုမြင်တွေ့နေရတဲ့ငှက်ကလေးတွေဖြစ်လာကြတာဖြစ်ပါတယ်။ငှက်တွေကဒိုင်နိုဆောတွေကနေဆင်းသက်လာခဲ့ရလို့ပညာရှင်တို့ကယူဆခဲ့ကြတာတော့ကြာပါပြီ။ဒါပေမဲ့ငှက်တွေဟာဒိုင်နိုဆောတွေရဲ့မျိုးဆက်တွေဆိုရင်တိကျသေးကြတဲ့တသက်ထောက်ထားတွေဖြစ်ပေါ်လာခဲ့တာတော့မကြသေးပါဘူး။နောက်ပြီးတင်နေဆားနေတဲ့ကြက်တွေကလည်းဒိုင်နိုဆောတွေရဲ့ဆင်ကဲဖြစ်စဉ်ကနေပြောင်းလဲလာခဲ့တဲ့တတ္တဝါတွေပဲဖြစ်ပါတယ်။ဒီလိုတသက်ထောက်ထားတွေထွက်ပေါ်လာခဲ့တာမကြသေးပါမယ့် လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ပေါင်းများစွာကစလို့ပြုလုပ်ခဲ့တဲ့သုရေသနတွေရဲ့အထောက်အထားအားလုံးကိုပေါင်းစပ်ကြည့်ရတဲ့အခါမှာဒိုင်နိုဆောတွေကငှက်တွေဖြစ်ပြောင်းလဲသွားရဲဆိုတာကိုတော့ပညာရှင်များစုကယုံကြည်လက်ခံထားကြပါသည်။အရင်အချိန်ကတော့ဖုတ်တွေပဒတ်တွေဟုတ်တင်တွေကဒိုင်နိုဆောတွေရဲ့မျိုးဆက်ဖြစ်မယ်လို့လက်ခံထားတာမျိုးတွေရှိခဲ့ပါသည်။1960ပြည့်နှစ်ကာလတဝိုင်းမှာပညာရှင်တွေဟာဒိုင်နိုနီကတ်စ်လို့ခေါ်တဲ့အသားအစားဒိုင်နိုဆောငယ်လေးရဲ့ကြောက်ဖြစ်ယုံကျဉ်ယိုးစုကိုရှာဖွေတွေ့ရှိခဲ့ပါသည်။ အဲ့ဒီတိုင်ဆိုတော့လွန်ခဲ့တဲ့နှစ်သန်းပေါင်း115တန်းလောက်ကကမ္ဘာပေါ်မှာအသက်ရှင်နေထိုင်ခဲ့တာဖြစ်တယ်လို့ပညာရှင်တွေကဆိုကြပါတယ်။အဲ့ဒီလိုရှာဖွေတွေးရှိချိန်ရစားလို့ဒိုင်နိုဆောတွေကြောင်းပညာရှင်တွေတမကပဲလူတွေအားလုံးကလည်းစတင်စိတ်ဝင်စားလာခဲ့ကြပါတယ်။ဒါကြောင့်အဲ့ဒီချိန်ကိုပညာရှင်တွေကဒိုင်နိုဆောခေတ်ဆန်းချိန်လို့ခေါ်ပါတယ်။ဒိုင်နိုဆောတခေတ်ပြန်စမ်းသစ်လာခဲ့ပြီးကမ္ဘာပေါ်ကလူရင်းနဲ့ပညာရှင်တွေဟာဒိုင်နိုဆောတွေကြောင်းကိုအရင်ကပဲစိတ်ဝင်စားလာကြပါတယ်။ဒါကြောင့်စူးစမ်းရှာဖွေမှုတွေလှုပ်လာကြပါတော့တယ်။ 1960ခုနှစ်ကရှာဖွေတွေ့ရှိခဲ့တဲ့ဒိုင်နိုနီးခစ်ရဲ့မျိုးရိုးဗီဇကိုလေ့လာကြည့်လိုက်တဲ့အခါမှာယနေ့ခေတ်ငှက်တွင်တဲ့ဒူညီရဲ့အရာတော်တော်များများကိုတွေ့ရှိခဲ့ရပါတယ်။နောက်ပြီးအဲ့ဒီဒိုင်နိုနီးခစ်လေးဟာအလွန်ပဲနှင်းမြန်စွာသောတာလှူရှားနိုင်တာကိုလည်းတွေ့ခဲ့ရပါတယ်။သူတို့ဟာအခုခေတ်ငှက်တွေလိုပဲညင်ရင်မြန်မာပြီးအိုးစုဖွဲ့နေတိုင်းတဲ့အလေးချင်လည်းရှိပါတယ်။နောက်ထပ်တွေ့ရှိခဲ့တဲ့ကြောက်ပြုတ်ခြင်းတွေရဲ့ဆက်ဆက်တောက်ထားတွေကလည်းငှက်တွေဟာဒိုင်နိုဆောဖြစ်တယ်ဆိုတာကိုသက်သေပြနေပါသေးတယ်။ဒိုင်နိုဆောတွေရဲ့ရုပ်ချင်းတွေကိုလေ့လာကြည့်ရတဲ့အခါမှာလည်း ်မှတ်တွေမှာတွေးရတဲ့ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းတိစောက်ပုံတွေနဲ့အမူအကျင့်တွေကို တွေးရတယ်လို့ဆိုပါတယ်ရှိဟောင်းဒိုင်နိုဆောကြောက်ဖြစ်ရုပ်ချင်းတွေကိုတွေးရှိရတဲ့အထဲမှာမှအံ့ဩစရာအကောင်းဆုံးကြောက်ဖြစ်ရုပ်ချင်းကတော့ငှက်မွေးလိုအမွေးရင်နဲ့ဖုံးထားတဲ့ဒိုင်နိုဆောရုပ်စုတွေကိုတွေးရှိခဲ့ရတာပဲဖြစ်ပါတယ်။ဒါဆိုတစ်ချိန်ကကမ္ဘာမြေပေါ်မှာရှင်သန်နေထိုင်ခဲ့တဲ့ဒိုင်နိုဆောတွေဟာငှက်တွေလိုကောင်းငင်ပေါ်မှပြန်နိုင်ကြသလား။ဒါကတော့သိမ်မဖြစ်နိုင်ပါဘူး။ဘာလို့ဆိုဒိုင်နိုဆောရဲ့ခန္ဓာကိုယ်ဟာကြီးထွားလွန်းလို့ပါ။ ီရှာဖွေတွေ့ရှိမှုဟာဒိုင်နိုဆောနဲ့ငှက်တွေကြားဆက်ဆက်မှုကိုပိုပြီးခံမာလာစေပါလိမ့်။အရင်ခေတ်ကရုပ်ရှင်တွေထဲမှာပုံပေါ်တာကဒိုင်နိုဆောတွေဟာခက်သေးသေးခန်းနေနေတဲ့တဝါကြီးဖြစ်ပါအခုခေတ်အဆင်နေလို့ပါပဲ။အရေးစားကြီးမှပြီးတန်မာရင်ပဲများသောအားဖြင့်ခက်ပြေးပြေးသာရွေးချယ်ကြတဲ့တဝါကြီးလို့ပုံဖော်ခဲ့ကြပါလိမ့်။တကယ်တော့ဒိုင်နိုဆောတွေဟာအရန်အောင်လင်မြန်တဲ့တဝါကြီးလို့ခေတ်သစ်ပညာရှင်တွေကလက်ခံလာကြပါပြီ။ဒီချက်ကို19ရာစုကဒိုင်နိုဆောပြည်ပညာရှင်တွေသာကြားရင်ရှင်းကြမှာပါ။ ။ဘာလို့ဆိုတော့သူတို့ထင်တာကဒိုင်နိုဆောတွေကခွန်အားကြီးမားပြီးနှီးကွေးရဲ့တတ္တဝါတွေလို့လက်ခံထားကြလို့ပါပဲ။ဒိုင်နိုနီကစ်မျိုးစိတ်ဝင်ဒိုင်နိုဆောတွေကသီရိုပေါ့လို့ခေါ်တဲ့ခြေနှချောင်းထောက်ဒိုင်နိုဆောမျိုးစိတ်တွေဖြစ်ပါလိမ့်။ဒီဒိုင်နိုဆောတတ္တဝါတွေကအသားစားတတ္တဝါတွေဖြစ်ပါလိမ့်။ဒီအုပ်စုထဲမှာပါဝင်တဲ့အသားစားဒိုင်နိုဆောတွေကတော့ရုပ်ရှင်တွေထဲမှာအမြဲပါလိမ့်ရှိတဲ့ T-Rex တွေပဲဖြစ်ပါလိမ့်။ဒါပေမဲ့အဲ့ဒီသီယိုပေါ်ရင်နဲ့ပတ်သက်တဲ့အထင်မြင်ယူဆတွေဟာကြောက်ပြုတ်ခြင်းအသေးရှာဖွေတွေးရှိရတဲ့အမြပြောင်းလဲနေရပဲဖြစ်ပါလိမ့် လေးမပြတိုင်းနဲ့ Archaeologists တွေမပေါ်ပေါက်မီအစောပိုင်းကလေးကဒိုင်နိုဆောရီမှာငှက်နဲ့တူတဲ့သင်္ဘင်လက္ခဏာတွေပေါ်ထွန်းလာကြတာကိုသိပ္ပံပညာရှင်တွေကသတိထားမိခဲ့ကြပါတယ်။ဒီ Archaeologists တွေဟာ Jurassic ကာလအတွင်းပေါ်ပေါက်ခဲ့တဲ့ပထမဆုံးငှက်တွေဖြစ်တယ်လို့ပညာရှင်တွေကယူဆထားကြပါတယ်။ဒီမြေလျှောက်ခြင်းနှစ်ချောင်းတောင် Theropod တွေကနေလေးမပြတိုင်းနဲ့ဒိုင်နိုဆောရီဖြစ်ပြောင်းလဲမှုအားလွန်ခဲ့တဲ့နှစ်သန်း160ခန်းကဖြစ်ခဲ့တယ်လို့ပညာရှင်တွေကယူဆကြပါတယ်။တချို့သော Theropod အကောင်ငယ်လေးတွေကအပင်တွေပေါ်တွေ့တက်ပြီးအစာရှာကြတာနဲ့ ဒီလိုလေပေါ်မှာဝဲပြန့်နိုင်တဲ့ဒိုင်နိုဆောတွေဖြစ်စင်ကဲပြောင်းလဲမှုဖြစ်စဉ်အစပြိုးခဲ့တာဖြစ်နိုင်တယ်လို့အချို့ပညာရှင်တွေကမှန်းဆကြပါတယ်။သီယိုပေါ်ဒိုင်နိုဆောတွေရဲ့စင်ကဲပြောင်းလဲမှုဖြစ်စဉ်တစ်လျှောက်မှာအချို့သောသီယိုပေါ်တွေရဲ့ကိုယ်ခန္ဓာဟာတဖြည်းဖြည်းသေးငယ်သွားကြပါတယ်။ဒီဖြစ်စဉ်ဟာနေချင်းညချင်းတော့ဖြစ်လာတာမဟုတ်ပါဘူး။ဒီလိုကိုယ်ခန္ဓာတဖြည်းဖြည်းသေးငယ်သွားတဲ့စင်ကဲပြောင်းလဲမှုနဲ့အတူဖြစ်ပေါ်ခဲ့တဲ့အခြားသောစင်ကဲပြောင်းလဲမှုတွေကနောက်ဆုံးမှာဒီသီယိုပေါ်ဒိုင်နိုဆောချို့ကိုငှက်တွေဖြစ်ပြောင်းလဲသွားစီခဲ့တာပါ။ 1996ခုနှစ်မှာငှက်မွေးပါတဲ့ဒိုင်နိုဆောကိုပထမဆုံးတူးဖို့တွေ့ရှိခဲ့ပါသည်။အဲဒီနောက်မှာတော့ဒီလိုငှက်မွေးပါရှိတဲ့ဒိုင်နိုဆောတွေဇက်တိုက်ဆိုသလိုရှာဖွေတွေ့ရှိလာခဲ့ကြပါသည်။ဒီတွေ့ရှိချက်တွေကဒိုင်နိုနီကစ်တွေဟာအရင်ကယူဆခဲ့တဲ့လိုမျိုးအခြေခွန်နေနဲ့ဖုံးအောင်ထားမှမဟုတ်ဘဲငှက်မွေးရင်နဲ့ဖုံးအောင်ထားဆိုတာတွေ့ရှိလာရပါသည်။ရှိကြသောငှက်ကြောက်ဖြစ်ရခြင်းဟာတန်တန်းအဖြစ်နှစ်တန်း150လောက်ရှိပါပြီ။ပထမဆုံးမျိုးဆက်တွေပါဝင်တဲ့ဒီငှက်တွေဟာငှက်မွေးရင်နဲ့ဖုံးအောင်ထားတဲ့ဒိုင်နိုဆောငယ်စားလေးရင်နဲ့တူနေပါသည်။ သူတို့ရဲ့ဗဇက်ထဲမှာခြုံတက်တဲ့သွားတွေပါဝင်နေတော့ဖြစ်ပါတယ်။ဒါပေမဲ့တပြေးပြေးငှက်တည်းရဲ့ဗဇက်ထဲကနေသွားတွေပြောင်းဆောင်ကုန်ပြီးအဲ့ဒီစားနှုတ်သီးတွေဖြစ်ပြောင်းလဲသွားပါတယ်။ဒိုင်နိုဆောတွေကဘာကိုကြီးစိုးခဲ့တဲ့ခေတ်ဟာနှစ်တန်း140လောက်ကြာမြင့်ခဲ့ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်66တန်းခန့်ကကဘာကိုဝင်တိုက်မိခဲ့တဲ့ဥက္ကာပြိုင်ရောက်ဒိုင်နိုဆောတွေမျိုးတုံးပြောက်ွက်ခဲ့ရပါတယ်။ဒါပေမဲ့ဒိုင်နိုဆောနဲ့ဝင်ငှက်တွေကတော့ကြံရိတ်ခဲ့ကြပါတယ်။အဲ့ကလာနောက်ပိုင်းနှစ်ပေါင်း66တန်းကာလအတွင်းငှက်တွေကအသွင်သဏ္ဍာန်မျိုးမျိုးနဲ့ဆင့်ကဲပြောင်းလဲလာခဲ့ကြပါသည် ဒီနေ့ခေတ်မှာတော့ကမ္ဘာပေါ်မှာငှက်မျိုးစိတ်ပေါင်း1000ကျော်ရှိနေပြီဖြစ်ပါတယ်။ဒါဆိုမေးစရာရှိတာကဒိုင်နိုဆောတွေကွဲပြောက်သွားပေမဲ့ဘာလို့ငှက်တွေကြတော့ကျန်နေရလဲဆိုတာပဲဖြစ်ပါတယ်။ဒီပြည်ကိုသိပ္ပံပညာရှင်တွေအနေနဲ့တိတိကျကျတော့အဖြေပေးနိုင်ခြင်းမရှိသေးပါဘူး။ဒါပေမဲ့ဖြစ်နိုင်ခြေရှိတာကတော့ငှက်တွေရဲ့သီးငယ်တဲ့ကိုယ်ခန္ဓာရွယ်စားအစားသောသိပ္ပံမျိုးပဲအစုံစားနိုင်တဲ့အမူအကျင့်နဲ့လေပေါ်ပြန့်သန်းနိုင်ခြင်းတွေဟာငှက်တွေကိုဒိုင်နိုဆောကတ်ကြီးကနေလွတ်မြောက်အောင်ကူညီပေးခဲ့တယ်လို့ယူဆကြပါတယ်။